နောက်တစ်ခုကဇာနတမဒိဋ္ဌိလို့ခေါ်တယ်ဇာနတမဒိဋ္ဌိဆိုတာတော့တမထချင်းစဉ်တစ်ခုကိုချင်းပြီးတော့ပေါပေါရတော့တမာတိစွမ်းအားနဲ့အာယုံကိုရှုမှတ်နိုင်တဲ့ရှုမှတ်ရတာကြီးဖြစ်ပေါ်တဲ့အသိဉာဏ်တစ်မျိုးဇာနတမဒိဋ္ဌိလို့ခေါ်တယ်ဒါတမထချင်းစဉ်နဲ့ပတ်သက်နောက်တစ်ခုကမေခသမ္မာဒိဋ္ဌိကြီးတဲ့ မေဃသမာဓိဆိုတာကိုယ်ကလုံးယူရတဲ့ဟာမဟုတ်ဘူးဝိပဿနာသမာဓိကြီးကိုစင့်မြင့်အောင်ကျိုးစားအထောက်ချင်းဖြင့်ရရှိလာတာကမေဃသမာဓိကြီးအဲ့တော့မေဃသမာဓိကြီးကသင်္ကာရတရားတွေကိုမြင်တဲ့အမြင်မျိုးမဟုတ်တော့ဘူးနေမှလို့မြင်တာသူသားမေဃသမာဓိကြီးဖြစ်လာလို့ရှိရင်နေမှလို့အမှန်မြင်ရပြီ နိဗ္ဗာန်ကိုမြင်ယူနေမှာဘူးအကာအကွယ်တွေစိတ်ရဲ့အညစ်အကြေးတွေကိုအဆင့်လိုက်အဆင့်လိုက်ဖယ်ရှားပြစ်လိုက်တယ်နိဗ္ဗာန်ကိုမြင်ပြီးကိလေသာတွေကိုဖယ်ရှားတယ်ဓမ္မကသမာဓိဖြစ်တယ်ဓမ္မကသမာဓိကအိဋ္ဌဒုက္ခအနတ္တမြင်တာမဟုတ်ဘူးသင်္ခါရတရားတွေကိုမြင်တာမဟုတ်ဘူးသင်္ခါရတရားတွေရဲ့ချုပ်ငြိမ်းရနေရမြင်ပြီးတော့ကိရိတာတွေကိုဖယ်ရှားဖြစ်တယ်သူရဲ့ဆန်းဆောင်ချက်က ဓမ္မကတ္တမဒိဋ္ဌိဆိုတာကျင့်ရတဲ့အရာမဟုတ်ဘူးဝိပဿနာကိုကျင့်တဲ့အခါမှာမကတ္တမဒိဋ္ဌိကဆိုက်ရောက်လာတာနိဗ္ဗာန်ကိုမြင်တဲ့အရာဟောနောက်တစ်ခုကဘာလို့ဆိုဖလတ္တမဒိဋ္ဌိကိုယ်စိတ်နဲ့ရှင်တွဲလာတဲ့အသိဉာဏ်တစ်ခုမစိတ်ကနိဗ္ဗာန်ကိုမြင်သားတယ်လို့ကိုယ်စိတ်ကထပ်မှန်ပြီးတော့မြင်တယ် ။ငိမ့်တဲ့မိသားစုကိတ္တတွေကိုထပ်မှန်ပြီးတော့ငိမ့်အေးစေ။ဒီနေ့ဒါကုံတော့တာကိုဘာဖြစ်လို့ကိုယ်စိတ်ကထပ်ပြီးတော့ငိမ့်အောင်လုပ်တယ်လဲဆို။ဒါစဉ်းစားလို့လွယ်လွယ်လေးချမ်းသာနေတာဥပမာပေးတာ။ဘုန်းကြီးတို့တွေမိကြီးကလေးတခုကိုရေလေးလောင်းလိုက်လို့ရှိရင်မိငိမ့်တော့ဘာချမ်းလေးတော့ဆိုအပူလေးလေးချမ်းတယ် အဲ့ဒီပူလေးတွေငိမ့်ဝရတဲ့နောက်ထပ်ရေးချက်လောက်ထို့တူပဲမက်ကနေပြီးတော့မီးနဲ့ကျူတဲ့ခိလေသာတွေကိုနှိမ့်လိုက်တယ်သို့တော့ခိလေသာတွေရဲ့အခုငွေလေးတွေချမ်းနေပြီအဲ့ဒါကိုဖို့စိတ်ကထပ်ငိမ့်လာဒါကိုပြောတာပฏิပတ်တ္တိထပ်ပြီးတော့ငိမ့်စေတယ်အဲ့ဒီအချိန်ကျတော့ခရတာမီးလောင်ထားတဲ့မီးတွေကလုံးဝအေးသွားတယ် ပထမအချိန်ကပူးနေတော့မိတော့မရှိဘူးပူးနေတယ်အဲ့တော့ဖိုစိတ်ရောက်သွားပြီဆိုလို့ရှိရင်ပူးနေတာတော့မရှိတော့အေးတော့ဘူးလို့ပြောအဲ့တော့အလုံးပေါင်းလိုက်တဲ့အခါကျတော့ကာမတက္ကတာသမာဓိရှိဝိပဿနာသမာဓိရှိသာနာသမာဓိရှိတက္ကသမာဓိရှိဖလသမာဓိရှိဩဒီလိုသမာဓိ၅မျိုးဆိုပြီးတော့အချုပ်စာပေမှာ၅မျိုးရေးရရှိတယ် တချို့ကျတော့လေးမျိုးပဲရေးတာလည်းရှိထားပါတော့အမျိုးစားဆိုတာကြီးလိုက်ခွဲတာပေါ့အဲ့ဒီ၅မျိုးဆိုရင်တော်တော်လေးပြည့်စုံသွားတယ်ပေါ့